မင်္ဂလာပါရှင်ဗိုလ်လူဝတာနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ22ရက်ဒီဂရီ98နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ပင်ကလားပင်လယ်အမြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်အနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလားပင်လယ်တို့တွင်တိမ်အသင့်တက်မှတိမ်ထူရနေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့ကချင်ပြည်နယ်တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနှင့်တနင်္လာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမှုထိကျုံရပါမယ်။ရွာရာလုံး80ဖြစ်ပါတယ်။နေပြည်တော်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်တိမ်ထင်ထင်ဖြစ်ထွန်းပါမယ်။မြမပင်နေပြည်နယ်မြဝကျွန်းပေါ်ဗုဒ္ဓမာကွေမွန်တနင်္လာရီကံဝရန်တလျှောက်နှင့်ကမ်းလွန်ပင်နေပြည်တို့တွင်တခါတည်းရမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။ ိုတက်လီပြင်းကြစဉ်ရှေးပြည်မြေပြင်လေသည်တနင်္လာနေ့မိုင်30ထိတက်ခတ်နိုင်ပါသည်တိုင်းမြမှာမြဝကျွန်းပေါ်မုတ်တမကွေမွန်တနင်္လာရီကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်ရှိပြီမှဆယ်ပြီးကန်ရှိနိုင်ပါသည်။ကျန်မြမပင်လေပြင်းတွင်လိုင်းတင်တင်ရှိပါမယ်။လိုင်းမြမှာရခိုင်ကန်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်6ပြီမှရှိပြီကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါသည်။ ေပြည်တော်ရှမ်းကုန်မြို့ဗန်ဒရိတ်မြို့နယ်ဤတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်းချက်ကတော့အများအပြားဖြင့်တာယာပါမယ်ရှင်။